်မင်္ဂလာပါခင်ဗျာကျွန်တော်ကဆွဲသစ်ပါ DVB ရုံမြင့်တန်ချိုင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီရဲ့အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းကြောင်းနဲ့ဝင်ကြီးဌာနတချို့ပူးပေါင်းတာအပြင်ဝင်ကြီးတချို့နဲ့ဒုဝင်ကြီးတချို့တာဝန်ပြောင်းလဲတာဝန်ပေးရကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာထုတ်ပြန်ကြေညာပါဗျာ ဝန်ကြီးဌာနတာဝန်တချို့ကိုပြောင်းလဲပေးရကြောင်းနဲ့အများစုကတော့ငကိုမူလယာရုတာဝန်တွေဆက်လက်ပေးရထားခဲ့ကြောင်းကြေညာတာဖြစ်ပြီးကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနဒေါက်တာဇော်ဝေဆိုးကတော့ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းရွှေ့ခန့်အပ်ထားလိုက်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ဒေါက်တာရွှေဘုံပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျာထွေပန်တို့ကိုတာဝန်ပေးရလိုက်ပါတယ်။ဒါအပြင်ပညာရေးဒုဝန်ကြီးဒေါက်တာဆိုင်းခိုင်မျိုးထုံးကိုလည်း ိုင်ငံရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဖြစ်ပြောင်းလဲတာဝန်ပေးရထားကြောင်းနဲ့ဒေါက်တာဝင်းမြတ်အေကိုလူမှုကွန်ရက်လောက်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဖြစ်ပြောင်းလဲထားကြောင်းသိရပါတယ်။အခုလိုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အန်ယူဂျီအစိုးရအဖွဲ့မှာအရင်ကဝန်ကြီးဒုဝန်ကြီးတွေဖြစ်တဲ့ဥထင်လင်းအောင်ဒေါက်ခင်မမမျိုးနိုင်ထွန်းဖေခေါ်နိုင်သူဝနဒေါက်တာဆဆာနော်ဆူဇန်နာလလဆိုဒေါက်ဤတင်စာမောင်ဦးချစ်ထွန်းနဲ့ ဦးမိုးစောဦးတို့အပါဝင်ဝင်ကြီးနဲ့ဒုဝင်ကြီးတို့ကတော့ပါဝင်တာမရှိကြောင်းတွေ့ရပါတယ်ခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့နယ်ကကိုကန့်တက် MNDA ထိန်းချုပ်ထားတဲ့ရွာတချို့ကိုဒီဇင်ဘာလ3ရက်နေ့မှာစစ်ကောင်စီတပ်နဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကမဲပေးနေအသိပညာပေးသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ ဒီဇမလ3ရက်နေ့ကရှမ်းပြည်နယ်အမြောက်ပိုင်းလာရှုံမြို့နယ်မှာရှိတဲ့ MNDA ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တဲ့ရွာတွေကိုမားရဲ့အခြေဆိုင်စစ်ကောင်စီတပ်နဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရောက်ရှိလာပြီး EVM စနစ်နဲ့မဲပေးနည်းတွေလာရောက်အသိပေးသွားတယ်လို့ဆိုပါရယ်။လာရှုံနဲ့မားရဲ့ဂျာကရွာတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေဝင်ရောက်လာချိန်မှာ MNDA တပ်ဖွဲ့တွေလုံခြုံရေးလိုက်ပါလာပြီး MNDA ခန့် နန်းပောင်ကျွာအုပ်ချုပ်ရေးမှူးအိမ်မှာမဲပေးပုံပေးနီးဆွေးနွေးဟောပြောထားတယ်လို့ဒေသခံအမျိုးသားတစ်ယောက်ကပြောပါလဲ။လာရှုံမြို့နယ်က MNDA ထိန်းချုပ်ထားတဲ့ရွာတွေမှာလည်းအဆင်ပြေသလိုရွေးကောက်ပွဲလုပ်သွားမဲ့ပုံတွေ့မြင်ရပြီးလာရှုံမြို့ပေါ်ရောမြို့ပြင်မှာရွေးကောက်ပွဲပထမအကြိမ်မှာပါဝင်တယ်လို့ရွေးကောက်ပွဲကော်မရှင်ရဲ့နှိဆက်သူတစ်ယောက်ကပြောပါရယ်။ဒီဇင်ဘာလတရနေ့ကစပြီးလာရှုံမျိုးပေါ်ရက်ွက်တွေမှာစစ်ကောင်စီတပ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေနဲ့လာဝကားတွေကတိုင်တက်စင်း င်တော်စုစင်းနဲ့မဲဆင်းတွေလိုက်လံစစ်ဆင်းနေတယ်လို့သိရပါတယ်ခင်ဗျာ။ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းကိုဆက်သွယ်ထားတဲ့အမ်မဒန်လမ်းပေါ်ကနေအိမ်ကံဗျူဟာဂုံးပေါ်မှာပိတ်မိနေတဲ့စစ်ကောင်မရှင်တပ်သားတွေစီကိုဗရန်အခြေဆိုင်မဆခ905ကနေတပ်ကူတွေပေးပို့နေတာကြောင့်ဒီဇင်ဘာလဆန်းပိုင်းထဲမှာရုံးမအပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့စစ်ရေးရင်းမြစ်နဲ့ဒေသခံတွေကပြောပါဗျ။စစ်တပ်ကနိုဝင်ဘာ30ရက်မှာစစ်ကား2စီး ဒီဇင်ဘာ၄ရက်နေ့လောက်မှာတော့လမ်းဟောင်းဘက်ကိုကား၃စီးလမ်းသစ်ဘက်ကိုကား၅စီးစစ်စုပေါင်းကား၁၀စီးထပ်မင်းဲကိုတုံးပြီးတက်ကူရိတ်ခါနဲ့ခဲရန်နေပို့ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒါကိုတော်လိုင်းတပ်တွေကကြားဖြတ်တိုက်ခိုက်တာကြောင့်ဂျိုးကြားဆိုသလိုထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာလို့စစ်ရေးရှင်းမြစ်ကပြောပါတယ်။တဲ့ရတော့ပုံမှန်ဥစားဖြစ်တာဘူးမှမလို့ပွဲစည်းလို့တက်တက်တက်ညံ့ညံ့ကမောက်တော်ဘက်မှာလည်းဒီလမ်းတက်ဘက်မှာလည်းထိတွေ့မှုဖြစ်တယ်ဒီလမ်းဘက်မှာလည်းထိတွေ့မှုဖြစ်တယ်။အများကြီးပြင်း လာဒီပစိတွေလိုလောနဲ့တက်လို့ရတယ်လေအဲ့တော့လမ်းတက်လဲအလိုပဲလမ်းတက်ကြလဲမြေလက်ကြီးပဲတက်ရတယ်မြေလက်အထက်ဆိုခေါင်းကြီးတော့မရောက်ပါဘူးဒီရိုက်ပါခမောက်တော့ခမောက်တော့ဒီတော့တက်လို့ရတယ်ဟုတ်တော့မှတောင်းနေချင်းရအောင်အနည်းကပဲခမောက်တော့ဒီဝိုင်တန်းနဲ့ထုတ်တယ်ခေခါလေးလာချသွားတယ်ဒါအတူစစ်တပ်ကနေရီကန်ဖြူဟာစီကိုလည်းရချားဆိုသလိုလေကြောင်းကနေရိတ်ခါတို့တွေချပင်းနေတဲ့အကြောင်းဆိုပါရယ် အခုလိုတိုက်ပွဲတွေပြန်ဖြစ်တာကြောင့် brand ချိစာအမြောက်တပ်တွေကနေလက်နက်ကြီးပြစ်ခတ်တန်တွေကိုကြားနေရသလိုတိုက်လေရင်တွေဖျက်ပြန်တာလည်းရှိတယ်လို့ငဖဲဒီသားကန်တယောက်ကပြောပါတယ်ဒီကူမီတို့မှာလည်းစိတ်တယ်တော့ဝင်နေအဲ့ဒီဘက်အဲ့ဒီတော့ရှိသွားတယ်တနေ့ကို၄၅ချက်၄၅ချက်အောင်မအမြောက်ပန်းလို့နေကြာတယ်အမ်ကော့တတော်တော့ဒီကအမျိုးတစ်ခါနေနေစီတုံးစီတစ်ခါနေပုံလေးစီတစ်ခါလေးတစီနေစီအဲ့လို ဒီဘာလဲအလားကလို့ဒီလိုဒီလိုတရားချနေတာလို့ပြတယ်။ဘာလဲနောင်ကတော့တော်လန်တကတော့ဒီမလို branch ချက်တော့ပေါ်လို့ရတော့ဘရန်ကဖြစ်တာလို့ပြတယ်လေ။လက်ရှိအမ်ဘဒန်ယူလန်းပေါ်မှာနေအိကန်ဗျူဟာရဲ့ကာကင်းစခန်းအလုံးနီပါကို AE နဲ့မဟာမိတ်တပ်တွေကထိန်းချုပ်ထားကြောင်းစေရေးရမြစ်တွေကပြောသလိုအခုရက်ပိုင်းတည်းစစ်ကော်မရှင်တပ်သား၄ယောက်အလင်းဝင်ပြီးထွက်ပြေးလာသူ၃ယောက်ကိုလည်းဖမ်းမိကြောင်း PI မကွေးကဒီဇင်ဘာ9ရက်မှာထုတ်ပြန်ပါတယ်။ နိုင်ငံတိုက်ပွဲနဲ့ပတ်သက်လို့အာရခတတော်အေဘက်ကလည်းအသေးစိတ်ထုတ်ပြန်တာမရှိပေမဲ့ဝင်းရံပိတ်ဆို့ထားတဲ့အကြောင်းကိုနိုဝင်ဘာ17ရက်နေ့ကအသိပေးခဲ့ပါတယ်။ဒါကြောင့်စစ်ကောမရှင်ကလေကြောင်းနဲ့လက်နက်ကြီးတွေပါသုံးပြီးစစ်ကူရိတ်ခါနဲ့ခဲယမ်းတွေပို့ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ စကိုင်းတိုင်းစကိုင်းမြို့နယ်ကြမ်းခိုင်ရေးပါတီမဲဆွယ်ပွဲအတွက်စစ်သားရန်နဲ့အုပ်ချုပ်မှုတွေကအလောက်ယုံဆက်ယုံတွေကဝန်ထမ်းတွေကိုဖိအားပေးခေါ်ယူကာမဲဆွယ်ပွဲတက်ခိုင်းပြီးရက်ွက်နေသူတွေကမဲဆွယ်ပွဲတက်ရောက်တယ်လို့ဆိုကာဗီဒီယိုနဲ့ဓာတ်ပုံတွေရိုက်ကူးခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။ဒီဇင်ဘာလ9ရက်နေ့ကစကိုင်းမြို့ကြမ်းခိုင်ရေးပါတီမဲဆွယ်ပွဲမှာပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဦးသက်ပုံအမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းတင်းနဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းဦးမင်းမင်းစရာမြင့်ဦးတော်နိုင်ဦးတို့က ဗရံများရက်ကွက်၊စင်ကုန်းရက်ကွက်၊ပိုရန်ရက်ကွက်၊ရွာထောင်ရက်ကွက်နဲ့တောတာပန်ရက်ကွက်တွေမှာဆက်ရုံဝန်ထမ်းတွေကိုပါတီအင်ဂျီတွေဝေခိုင်းပြီးမဲဆွဲပွဲကိုတတ်ခိုင်းတာလို့ဆိုပါတယ်။မဲဆွဲပွဲကိုရက်ကွက်ထဲကလူတွေမလာတဲ့အတွက်ဆက်ရုံကိုစစ်သားနဲ့ရဲတွေကလာရောက်ပြီးမဲဆွဲပွဲတတ်ဖို့ပြောတဲ့အတွက်ဆက်ရုံကိုတခုခုလုံးမှာဆိုတာကြောင့်ပို့ပေးရတယ်လို့ဆက်ရုံတာဝန်ရှိသူတယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလကပြုလုပ်ခဲ့တဲ့မဲဆွယ်ဘက်မှာလည်းငလျင်ထောက်ပံ့ကြေးပေးမယ်ဆိုပြီးလိန်ခေါ်ကပွဲပြီးတဲ့အခါဘာမှထောက်ပံ့တာမရှိဘူးလို့မြို့ကန်တွေကပြောပါတယ်ခင်ဗျာအနောက်အာဖရိကနိုင်ငံဘီနင်မှာအစိုးရပေါ်တစ္ဆာရှိတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကြောင့်အာနာသိမ့်မို့ဂျိုးပန်းနာကိုဟန်တာနိုင်ခဲ့ပြီလို့သမရကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ် ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းမှာစစ်သားတပ်စုကနန်ကန်ပိုင်းရုတ်တံကိုစီးနှင်းပြီးအာနာသိန်းချောင်းကျင်းညာခဲ့ပေမဲ့ညနေပိုင်းမှာတော့အခြေအနေကိုအစိုးရကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါအာနာသိန်းဖို့ကြိုးပမ်းသူတွေကိုရှင်းလင်းဖို့အတွက်အင်းနေချင်းနိုင်ဂျီးရီးယားလေတပ်ကဝင်ရောက်တိုက်ခိုက်ချေမှုန်းပေးခဲ့တယ်လို့သိရပါတယ်လက်ရှိအချိန်ထိဒီဖြစ်ရပ်နဲ့ဆက်ဆက်ပြီးလူ၁၄ဦးကိုဖမ်းဆီးထားတယ်လို့အစိုးရပြောခွင့်ရပုဂ္ဂိုလ်ကအတည်ပြုပါတယ် အနောက်အာဖရိကဒေသတွင်းအဖွဲ့ကတော့ဒီလောက်ရက်ကိုရှုတ်ချလိုက်ပြီးအခြေအနေကိုထိမ့်သိမ့်ဖို့အဖွဲ့ဝင်နိုင်ငံတွေကတပ်ဖွဲ့ဝင်တွေကိုချက်ချင်းစေလွှတ်လိုက်ပြီးလို့ထုတ်ပြန်ထားပါတယ်။ပြင်သစ်ကိုလိုနီဖြစ်ခဲ့တဲ့ဘီနင်ဟာအာဖရိကမှာဒီမိုကရေစီအတည်ငြိမ်ဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လက်ရှိသမ္မတတာလွန်ဟာသူ့မူဝါဒတွေအပေါ်ဝေဖန်မှုတွေကိုဖိနှိပ်တယ်လို့စွပ်စွဲခံထားပါတယ်။အာဖရိကရဲ့အကြီးဆုံးဝါကွန်းထုတ်လုပ်တဲ့နိုင်ငံဖြစ်ပေမဲ့ကမ္ဘာမှာအစည်းအဝေးဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်ပါတယ်ခင်ဗျာ။ ဥရောပတဝန်ကကာကွယ်ရေးပညာကျွမ်းကျင်သူတွေဟာ drone စစ်ပွဲမှာစံတဲ့တွေ့မှုတွေကိုမျှဝေဖို့ဒီဇင်ဘာလ9ရက်နေ့ကပိုလန်နိုင်ငံရဲ့မြို့တော်ဝါဆောမှာဆူဝေခဲ့ကြပါတယ်။ drone တိုက်ဖြတ်ရေးလက်နက်တွေနဲ့ electronic စစ်ပွဲမှာရှေ့ဆောင်ဖြစ်တဲ့စွန်ဦးတီထွင်သူအယောက်တရာလဟာပိုလန်မြို့တော်မှာကျင်းပတဲ့ဥရောပကာကွယ်ရေးပညာ hackathon အတွက်ဆူဝေခဲ့ကြတာပါ။ပြထားတဲ့ပစ္စည်းကိရိယာအသစ်တွေထဲမှာ drone တွေကိုအနီးကပစ်ချနိုင်တဲ့ခင်မီ drone တိုက်ဖြတ်ရေးစုံလယ်စက်ရုပ်တွေပါဝင်ပါတယ်။ ပထမကဘာစစ်မဟုတ်တော့ဘူးလို့ပွဲစီစဉ်သူဘင်ဂျမန်ဝူဘာကပြောပါတယ်ကျွန်တော်တို့မှာအခြေခံအားဖြင့်လက်တွေ့ဘဝအစ်စ်တစ်ခုရှိပြီးဒါက drone စစ်ပွဲပဲလို့သူကဆက်ပြောပါတယ်အဖွဲ့တွေဟာယူကရိန်းစစ်ပွဲကနေအတွေ့အကြုံတွေကိုရယူခဲ့ပြီး drone တွေဟာရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံစလုံးအတွက်အဓိကလက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်ခင်ဗျာ TVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကဆွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ